တောင်ထိန်တာတဲ့တီလာကိုဆင်ញင်ခြင်းဖြင့်ဝိပဿနာဉာဏ်ကိုဘယ်လိုအထောက်အကူပြုတာလဲလို့သိချင်တယ်ဆိုရင်လက်ဆောင်ပြားရှင်းဟောတာလားဘယ်လိုအထောက်အကူပြုလို့ကိုယ်တီလာကိုကိုယ်ဆင်ញင်လိုက်တာနဲ့စိတ်ထဲမှာခြေနှက်မှုတွေဖြစ်လာဒါဖြစ်မဖြစ်ကိုယ်ကလောက်ချင်နော်ခုနလိုဩယဟန္တာတွေကျင့်တဲ့အချိန်ငါဒီနေ့ကျင့်ရပါလားဆိုစိတ်ထဲမှာအားရလားချီနူးလား အဲ့ဒီကြည်နူးလာတာကိုအာဝိဝတိတာတာလို့ခေါ်တယ်။ဖြစ်ကိုဖြစ်တဲ့တာ။အခုလို့အခုဖြစ်တယ်။မြတ်စွာဘုရားတရားတော်ကတန်ဓိဋ္ဌိကို။ကောင်းတာလုပ်ပြီးပြန်စင်းစားကြည့်ခုချက်ချင်းသာဖြစ်လာ။တခြားဆောင်ရမလို့အဲ့ဒီကြည်နူးမှုသည်ဝန္တာမှုကိုဖြစ်စေ။ဝန္တာမှုကို ပမောစလို့ခေါ်တယ်။ဝန္တာမှုသည်ပိဋိကိုဖြစ်စေ။ဝန္တာမှုတွေအကောင်းလာရင်ပိဋိဖြစ်လာ။အဲ့ဒီဟာကိုပမောစပိဋိ။ ပိဋိဖြစ်လာလို့ရှိရင်ကိုရောစိတ်ရောငြိမ်းချမ်းမှုတွေရလာပတ္တိလို့ခေါ်တယ်။ကိုစိတ်ငြိမ်းချမ်းလာလို့ရှိရင်စိတ်ချမ်းသာမှုတွေရလာဒုက္ခလို့ခေါ်တယ်။စိတ်ချမ်းသာလာလို့ရှိရင်ကမ္ဘာအာယုတခုကိုအာယုဆိုင်လိုက်တဲ့စိတ်ကလေးဟာတည်ငြိမ်မှုတွေရလာတယ်။တမာတိလို့ခေါ်တယ်။အဲ့ဒီတမာတိဆိုတဲ့တည်ငြိမ်မှုရတဲ့ရလိုက်တဲ့အခါကျတော့အတိညာဟာဘာဖြစ်လာလဲဆိုရင် ဘာကိုစဉ်းစားလိုက်စဉ်းစားလိုက်သူ့ရဲ့အတိညာယထာဘူတညာတတနာတဲ့နော်အမှန်တိုင်းမြင်တယ်အမှန်တိုင်းသိတယ်ဆိုတဲ့အတိညာဖွင့်ပြိုးလာဆိုတာအဲ့ဒါအကျိုးဆက်တယ်နော်ပြိဿသဘောပတ်လို့ပဲဒါရှိရင်ဟိုဟာရှိမှာဒီလိုဆိုလိုတာပေါ့နော်ဒီတစ်ခုဖြစ်ရင်ကျန်တာတွေဖြစ်လာတာအဲ့ဒါလို့ကြောင်းကျိုးဆင်ဆက်ပြီး ယထာဝုဒညာဏဓတနာဆိုတဲ့ဝိပဿနာကိုတီလာကပေးတော်တာတီလာက